ခလေးတွေဥဆောင်တဲ့နိုဗီနာရက်ဆိုတော့အပားရဲ့တရားကိုခလေးလို့ပဲပေးထားတယ်နော်အဲ့ဒါမှတ်မိလွယ်တာပေါ့ဒီနေ့ရဟန္တာအလွတ်ရှက်ကတဲ့သူ့ရဲ့ဖေကသူ့သားကိုစစ်သားကြီးဖြစ်စေခြင်းလေသူကတော့သာသနာပြုတယောက်ဖြစ်ခြင်းလေအဲ့ဒီဆုံးဖြတ်ခြင်းနဲ့ပတ်သက်ပြီးသူ့ရဲ့အထုပ်ပတ်တိမှာသေရင်သေသွားပါစေငါသူကအဲ့ဒီသူဆုံးဖြတ်ချက်အတိုင်းပဲအဲ့ဒါဂျေဆက်ကိုင်းကိုဝင်ခဲ့တယ်ပေါ့ အဲ့ novel စဘဝနဲ့ရုံးမှာကတ်ဆိုင်တယ်ပေါ့ play yoga ရတယ် play yoga ကတ်ဆိုင်တယ်ကတ်ဆိုင်တော့သူ gain ကဆေးရုံဖွင့်ပေးတယ်လူမမာတွေအတွက်အဲ့ novel စဘဝနဲ့ပဲသူကဆေးရုံမှာအလုပ်လုပ်နေတဲ့သူကိုယ်တိုင်ကတ် yoga ထိတယ်ပေါ့အဲ့ဒီ yoga နဲ့ပဲသေသွားပါတယ်တဲ့ဒါတော့ရာဇဝင်အကျင့်ချုပ်ပေါ့သူပြောခဲ့တဲ့စကားတစ်ခွန်းက it is better to be a child of god then the king of the whole world ဟောဒီကဘာစကြဝဠာတစ်ခုလုံးရဲ့ဘယင်ဖြစ်ရတာထက်ဖရာရဲ့ခလေးလေးတစ်ယောက်ဖြစ်ရတာပိုကောင်းပါတယ်တဲ့ခုနေ့ကမာဂရက်လို့ခေါ်တဲ့ဟိုပါနော်ကျောင်းအတင်နန်းသူတယောက်ကိုတငယ်ချင်းတွေကတိတ်တဆိတ်မွေးနေလောက်ပြီးတယ်ပေါ့နော်အဲ့ဒါသူ့ကိုအလဲမှာထားပြီးတော့ဖုန်းကြီးကပြောတယ် ဲတယောက်ချင်းစီသူ့ကိုမွေးလေးဆူတောင်းတောင်းပေးကြဆိုတော့အပားလှဲကြတော့ကြိုပြီးတော့မစင်စားမိဘူးကော။ဘာပြောလိုက်လဲဆိုတော့ remember that you are a child of God လို့ပြောတော့ always remember သမီးလို့သမီးမွေးနေ့မှာအပားဆူတောင်းပေးချင်တာဘယ်တော့မှငါကဖခင်ရဲ့ကလေးတယောက်ဆိုတော့ဘယ်တော့မှမမေ့ပါနဲ့လို့ပြောလိုက်မိတယ်ကျဆောပါသူတင်အသက်ဘလောက်ပဲကြီးကြီးပါဖခင်ရဲ့မျက်ဝန်းထဲမှာမျက်ဝန်းထဲမှာတင်ရခလေးတယောက်ပါ ဘယ်နေရာပဲရောက်ရောက်ပါအဲ့ဒါလေးမှတ်ထားပေးပါအာ2019 17လပိုင်းမှာပြန်လွန်သွားတဲ့ပပဖရဆင်မြန်မာပြည်လာခဲ့တော့ကပြောခဲ့တဲ့စကားတစ်ခွန်းကလက်စားချေခြင်းရန်လိုခြင်းဟာဘယ်သောအခါမှသခင်ဖရာရဲ့လမ်းစဉ်မဟုတ်ခဲ့ပါတဲ့စစ်စွာတပါသူတို့အဲ့ဒါခလေးသဘာဝပဲခလေးတို့ရဲ့ရေဘူးရသဘာဝဟာလက်စားချေလိုစိတ်မရှိဘူး ကလေးစားခြေလို့စိတ်မရှိကြပါဘူးငငယ်လေးကိုမှကြိုက်တဲ့အဖိုးကြီးကအဖိုးကြီးကိုကောင်မလေးရဲ့ဘေးနားကနေဗာပြောလဲဆိုတော့ခေဦးတဲ့ခေဦးတဲ့အင်းကသဘောမတူဘူးတဲ့အဖိုးကြီးကဗာဗာမေးလဲဆိုတော့ခေရဲ့ခေရဲ့အဖေလားခေရဲ့အမေလားတဲ့မဟုတ်ဘူးတဲ့ခေရဲ့ယောက်ျားခေရဲ့ယောက်ျားအဲ့ဒါပွင့်လဲလား အဲ့ဒီပွင့်လင်းမှုကလည်းကလေးတွေရဲ့သဘာဝမှာတွေ့ရပါတယ်။မှန်တယ်ဆိုမှန်တယ်ဟုတ်တယ်ဆိုဟုတ်တယ်ပေါ့နော်။အပဟွာကတိရမဏီတုန်းကအရင်ကြီးနေတဲ့ဟိုကအိမ်နောက်တဲ့အမျိုးသမီးတယောက်သူ့သမီးကအပရဲ့ဟိုကအယူဝါဒဖျားစကားအတန်းမှာတက်တယ်။အပဟွာမိစားဟောပြီးတော့ဆင်းလာတဲ့အချိန်မှာသူ့သမီးကိုခေါ်လာပြီးတဲ့အပရဲ့ဒီမှာအပသမီးလူဖြစ်ပြီးတဲ့အပသမီးလူဖြစ်ပြီးဆိုတော့စဉ်းစားတာပေါ့ဘာလဲဟာ နောက်မှတေချာစဉ်းစားတော့ဩကလေးမလေးအပြိုဖြစ်ပြီအဲ့တော့မှကောင်းကြည့်ပေးလိုက်တယ်ဗောနော်တလူကအခန်းကြီးနဲ့ငယ်51ကနေ9သခင်ဖျားကလေးလေးကိုသူငယ်တော်ကိုဗိမာန်မှ ပြန်တွေ့တဲ့အကြောင်းလေးဗောဒီနေ့ကစနေနေ့ဖြစ်တဲ့အတွက်အမေနဲ့ကလေးရဲ့ကလေးသူငယ်တော်လေးရဲ့ချိတ်ဆက်ပြီးပြောခြင်းနဲ့ The heart of the mother is a heart that is so lovable and understandable, and yet it is also so mysterious. Do mirri, do mirri go, na le re lo chenate. သူတို့ကတို့ကို ပိုနားလဲနေသူတွေပါအမေတွေဆိုတာလေကလေးတွေမွေးတဲ့မိကနေဆိုပိုသိမှာတို့တွေဟာသူတို့ရဲ့အသွေးသားကိုစုပ်ယူပြီးမှလောကကြီးထဲမှာခြေလာချကြတာမို့တို့တွေဟာသူတို့ရဲ့အစိတ်ပိုင်းတစ်ခုပါအပါရဲ့တေွားတဲ့အမေတွေးလို့ရှိတယ်အပါလည်းတွေးလို့ရှိတယ်အဲအစိမ့်ပိုင်း mother child relationship ဆိုတာ something that goes goes beyond logic and explanation ရင်သွေးနဲ့သူ့မိခင်ရဲ့ဆက်ဆံရေးဆိုတာဆက်သွယ်မှုဆိုတာဟာရှင်းပြလို့မရဘူး logic နဲ့အမေရိကာရင်သွေးတွေအတွက်အကောင်းဆုံးပဲအကောင်းဆုံးကိုအကောင်းဆုံးကိုပဲရွေးပေးခြင်းလေဆိုတာသောသောတန်လူကအခန်းကြီး2အငယ်53ကနေ9မှာတွေ့ရတယ် အမေမေတော်ဟာအဖသံစုစင်နဲ့အတူသူငယ်တော်လေးကို pass over ပွဲနေမှာဂျေရုဇလင်ကိုခေါ်လာခဲ့တယ်လေအဟတ်ပေါ်ကောဒီအမေရဲ့နှလုံးသားဟာအဲ့ဒီလိုနှလုံးသားမျိုးပါ သူ့သားကိုလည်းရှေ့စေခြင်းလို့အဲ့ဒီလိုဗာခံစားရတယ်သားကိုဗိမ္မာမှာပြန်တွေ့ချိန်သားရဲ့တုတ်ပြန်မှုကိုသူမနားမလည်ခဲ့ပါဘူးဒါပေမဲ့တိတ်တိတ်လေးနဲ့ပဲသူမနှလုံးသားထဲမှာတင်ထားခဲ့ပါတယ်ပြောချင်တာက made they knew how to respond in the face of mysteries တို့ဘွားတွေမှာလည်းနားမလည်နိုင်တာတွေရှိတယ်လေမြန်မာပြည်ပြည်တွင်းစစ်နဲ့ဘာဘလို့ဒီလောက်တောင်ကြာနေတာလဲကအဆောက်ဘုနားမလည်နိုင်တဲ့နည်းနည်းရာတွေနဲ့ရင်ဆိုင်ခဲ့ရချိန်မှာ တို့အမိဟာဘလို့တုတ်ပြန်ရမလဲဆိုစာကောင်းကောင်းသိခဲ့သူပါကျစွာတော့ပါသူတို့တို့ဘာသာဟာနည်းနည်းရာများရဲ့ဘာသာဆိုတာသတိရပါ Saint Elisha said, It is better to be a child of God than a king of the whole world. လောကကြီးတစ်ခုလုံးရဲ့ဘရင်ဖြစ်ရတာထက်ဖခင်ရဲ့ကလေးလေးတယောက်ဖြစ်ရတာပိုကောင်းပါလေ။ Matthew chapter 19 verse 4မှာ Let the children be. တားစီခြင်းနဲ့တမန်တော်ကြီးတို့ကိုတားလိုက်တယ်။ကလေးတွေလာပါစေ။အပါခေါင်းစဉ်ပေးထားတဲ့ကလေးအထားလို့ကလေးတို့ဟန်ပြစ္ဆုတ်ပံမှာ နေထိုင်နာကြည့်ထူကြမိလားပျော်မွေ့ကြ၏ကလေးတွေကပြစ်ဆုံးပံမှာပဲနေတယ်မနှက်ပြန်အကြောင်းကြိုမတွေ့ဘူးမနေ့ကကိစ္စကိုသူတို့မစင်စားဘူးဒီနေ့ right here and now ပြစ်ဆုံးပံမှာကလေးတွေကပျော်တယ်လူကြီးတွေအတူယူဖခင်ရဲ့ပြစ်ဆုံးပံထဲမှာတင်ထိုင်နေတယ် don't worry that children never listen to you worry that they are always watching you. Clearly, go go nama chao nama suhing mane. I repeat, clearly go nama chao nama suhing ne. Do not think go jini de suraro suhing. Sin sin laga. Just go where there is excitement, they stay where there is love. ကလေးတွေဟာသူတို့ကိုစိတ်လှုပ်ရှားစေသော နေရာကိုသွားပြီး အချစ်ရှိသောနေရာမှာ နေထိုင်ကြပါ၏တဲ့ဒီနိုဗီနာမှာတို့ရဲ့ရင်သွေးများအတွက်လပ်ပါတဲ့အနာဂတ်တွေကိုသူတို့ကြီးလာတဲ့အခါမှာပိုင်ဆိုင်နိုင်ကြစေဖို့ဒီမိဆာမှာလည်းကလေးလေးတွေအတွက်ဆုတောင်းပေးကြပါဘာ